ဒီချမ်းပတ်ကတော့စာနံပါတ်46ဖြစ်ပါတယ်။အခန်းကြီး46အငယ်1မှ5ဘုရားသခင်ဒီငါတို့ခိုလုံရဖြစ်၍ခွန်အားကို ပေးတော်မူ၏။ဘေးရောက်ဒီကာလအထူးသဖြင့်ကူမတော်မူကြောင်းထင်ရှားလျက်ရှိ၏။ထို့ကြောင့်ပထဝီမြေကြီးဒီ၍သွား၍တောင်များတုန်လှုပ်လျက် သမုတ်တရားတို့ကြတော်လဲငါတို့ဒီကြောက်လန့်ခြင်းမရှိ။သမုတ်တရားရည်ဒီဟုံးဟုံးမြည်၍မှွေနှောက်ပါလေစေ။ လိုင်းတဘူထသဖြင့်တောင်များတုံလုတ်ပါလေစီမြစ်တမြစ်ရှိသေး၏ထိုမြည်ရည်သည်စီး၍ဘုရားသခင်မြို့ကြီးဟူသော အမြင့်ဆုံးသောဘုရားကျင်းဝတ်တော်မူရာတန်ရှင်သောမြို့တော်ကိုရွှင်လန်းစေတတ်၏ထိုမြို့သည်ဘုရားသခင်ကျင်းဝတ်တော်မူရာဖြစ်၍တုံလုတ်ခြင်းမရှိရမိုးတောက်လင်းစား၌ဘုရားသခင်ကူမတော်မူလိမ့်မည်အငယ်၆မှ၁၁ လူမျိုးတို့သည်ဟုံဟုံမိကြ၏တိုင်းနိုင်ငံတို့သည်လှုပ်ရှားကြ၏ဗျာဒိတ်တံကိုလွတ်တော်မူ၍မြေကြီးသည်အရေးဖြစ်လေ၏ကောင်းကင်ဘုရားအရှင်သာရဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၏ယာကုပ်အမျိုး၏ဘုရားသခင်သည်ငါတို့ကိုလိုရာဖြစ်တော်မူ၏သာရဘုရားစီပြုပြင်၍မြေကြီးပေါ်မှတုတ်တင်ပယ်ရှင်းခြင်းအမှုတော်များကိုလာ၍ကြီးရှုကြလော့လေးကိုချိုးလျက်လှံကိုအပိုင်းပိုင်းဖြတ်လျက် ယထာကိုမိရှုလျက်မြေကြီးစွန့်တိုင်အောင်စစ်မှုကိုငြိမ့်စေတော်မူ၏ငြိမ်ဝှက်လျက်နေကြလော့ငါကဘုရားသခင်ဖြစ်သည်ဟုသိမှတ်ကြလော့လူမျိုးတို့တွင်ငါသည်ဘုံပွင့်မည်မြေကြီးပေါ်မှာဘုံပွင့်မည်ကောင်းကင်ဘုရားရှင်သာရဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၏ယာကုပ်၏ဘုရားသခင်သည်ငါတို့ခိုးလုံညာဖြစ်တော်မူ၏โอเคနောက်ချမ်းပိုင်မှာပြန်တွေ့မယ်ဘိုင်ဘိုင်